ရုပ်နာတို့ရဲ့ပင်ကိုယ်တဘာဝလက္ခဏာကအနိစ္စဒုက္ခအနတ္တပဲအဲ့ဒီအနိစ္စဒုက္ခအနတ္တဖြစ်နေတဲ့ရုပ်နာသည်သူ့အရင်မှာဘုံဘုံတို့အမြင်ရှင်းထားဖို့လိုနေတာတစ်ခုဟာတစုံတစ်ခုဟာဖန်ဆင်းလို့ဖြစ်လာတာမျိုးမဟုတ်ဘူးအဲ့လိုဆိုလို့ရှိရင်အเจ้าမဲ့ဘွားကလည်းသူ့အလိုလိုဖြစ်လာတာဒါလည်းမဟုတ်ဘူးနော်သူရှိကရှိရှိယုံနံတဘာဝတရားကိုပဲအကြောင်းခံပြီးတော့နောက်ထပ်ယုံနံအစ်စ်အစ်စ်ဟာဆက်ဆက်မပြတ်ဖြစ်နေတာ အဲ့ဒီဖြစ်စဉ်ကြီးဟာဘလောက်ကြာခဲ့ပြီဆိုတာဘယ်သူမှမသိနိုင်မသိနိုင်လောက်အောင်ရှည်လျားခဲ့ပြီအဲ့ဒါကိုတန်လျာလို့ခေါ်တာယုတ်ဒီနန်နေဆင်ဆက်မပြတ်ဖြစ်တာကိုတန်လျာလို့ခေါ်တာအဲ့ဒါမြတ်စွာဘုရားတတ္တဝတူးတယောက်ရဲ့ဘဝသူကဒီတတ္တဝအရင်ဘဝကဘာဖြစ်တာအရင်ဘဝကဘာဖြစ်တာဆိုတော့ဒါယုတ်နန်နေပဲလေယုတ်နန်နေဘလို့ဖြစ်တာဘလို့ဖြစ်တာလိုက်ကြည့်နေမယ်ဆိုရင်မြတ်စွာဘုရားပြိဋိဘန်သာဆန်းသွားမယ်အဲ့ဒီတတ္တဝရဲ့ဘဝအစကိုအမြင်နိုင်အဲ့ဒါကိုအနမတ္တဂောယံ မတိနိုင်သောအစရှိတယ်နော်အလွန်ရှည်လျားတဲ့အစရှိတယ်တတ္တဝါတွေရဲ့အစဒီအစကိုတချို့ရှားကြတာရှိရနော်အဝိုင်းကိုအစရှားတယ်လို့ဖြစ်နေတာပေါ့ဟုတ်လားအဲ့တော့ဘုန်းတို့ဒါထားလိုက်တော့အဲ့တော့ဒီယုတ်တိနဲ့နေရဘလို့တော့ပုဂ္ဂိုလ်တတ္တဝါသဘောမဟုတ်ဘူးဒါကိုအမြင်ရှင်းရမယ်ဘလို့သဘောတုံးဆိုတော့ဖောက်ပြန်မှုသဘာဝရဲ့တိမှုခံစားမှုမှတ်သားမှုရှေ့ဆော်မှုဆိုတဲ့နံသဘာဝ၄မျိုး ဒါောနမခန္ဓာ၄ပါးနော်တိမှုဝဝိညာဉ်နဲ့ခန္ဓာကိုရည်ရွယ်တာပေါ့နော်ဟုတ်လားခံစားမှုဝဝေဒနာခန္ဓာကိုရည်ရွယ်တာမှတ်သားမှုဝသင်္ချက်ခန္ဓာကိုရည်ရွယ်တာနော်တုံ့ပြန်မှုဝသင်္ခါရခန္ဓာကိုရည်ရွယ်တာပေါ့အဲ့ဒီ၄မျိုးနဲ့ဖွဲ့စည်းတိစောက်ထားတဲ့နံခန္ဓာအစုသူကဘယ်မှာမှီဖြစ်နေတာတော့ရုပ်ခန္ဓာဖောက်ပြန်မှုကြီးကိုမှီဖြစ်နေတာဖောက်ပြန်မှုကြီးကတော့ရမ်းသိဖို့ထင်ရှားတယ်လွယ်ကူတယ်ကြည့်ကြည့်လိုက်ခြေဝါးအစစွယ်မွေးအစုံတကိုယ်လုံးကြည့်ကြည့်လိုက်အခုကြည့်ကြည့်လိုက် ်နော်သွေးတွေသွားနေတယ်လေတွေဝင်ထွက်နေတယ်အကုန်လုံးထဲထဲမှာဘယုတ်ပရဲ့အလုတ်လုတ်နေကြတယ်နော်အကုန်လုံးလုတ်လုတ်နေကြတယ်ဟုတ်လားအထက်ထက်ရောက်ရင်မြင်ကွင်းကြီးကတမျိုးနော်အခုမြင်နေရတဲ့အပေါ်ရမြင်တာမြင်ကွင်းတမျိုးနော်အံ့ဩစရာကြီးဟုတ်လားကိုယ့်ရဲ့ခေါင်းဆိုတာကိုပဲစိတ်ဝင်စားကြည့်သမ်းပါဘယ်လောက်ရှုပ်ရှုပ်ထွေးထွေးတိဆောက်ထားသလဲဖြစ်ပေါ်ပြောင်းလဲနေကြသလဲတကယ်ကိုအလွန်ရှုပ်ထွေးတဲ့စိတ်ယုံကြီးတစ်ခုလို့လုတ်လုတ်နေတာပဲ။ ဟုတ်လားဒါပါလေခန္ဓာရဲ့တဘာဝအမှန်တရားပဲလေအဲ့ဒါလိုအကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့ယုံ nant တဘာဝတရားတို့သည် မတည်မြဲသောမတည်မြဲဘူးဆိုတာဖြစ်ပြီးရင်မရှိတော့တဲ့သဘောလေးကိုပြောတာဖြစ်ပြီးရင်မရှိတော့ဘူးနဲ့ပဲပြီးပြီးသွားတာသူကဟုတ်လားနောက်ထပ်ထပ်ပြီးတော့ဖြစ်ပြန်တာနောက်ထပ်ထပ်ပြီးတော့ဖြစ်ပြန်တာနောက်ထပ်အစ်စ်အစ်စ်ဖြစ်ပေါ်နေတာနဲ့ပဲသူကဆက်ပြီးတော့ယက်တီယက်တီနေတာပေါ့သူ့ရဲ့ယက်တီမှုကဘာမှမကြဘူးတကယ်တမ်းက ဲ့တော့ဘုံဘုံတော့ပိုင်းဖြတ်ပြီးတော့မမြင်နိုင်တဲ့ခါကျတော့ဘောရက်တီနေအချာကြီးလို့ထင်နေတာအဲ့ရာကိုတတတဒိဋ္ဌိခေါ်တာပဲခုနကလည်းဒီတိုင်းပဲခုလည်းဒီတိုင်းပဲနောက်ဘဝလည်းဒီတိုင်းထိသွားမှာပဲလို့သူကဒီတိုင်းဒီတိုင်းလေးလို့ထင်နေတာဘောကအဲ့ဒါတတတဒိဋ္ဌိခေါ်တယ်အဲ့ဒီတတတဒိဋ္ဌိနဲ့တွဲပြီးတော့ဖြစ်တဲ့အလိုဆန္ဒကိုဘဝတဏလို့ခေါ်တာတကယ်တမ်းကဒါပေမဲ့ဘုံဘုံတော့တရားတွေထဲမှာလွယ်အောင်လို့ဘဝတဏဆိုတာဘဝကိုမက်မောတာလို့အလွယ်ပဲပါတာပြန်တာအမှန်ကဘဝတဏဆိုတာ တီမြဲတယ်ဆိုတဲ့အမြင်မှားနဲ့ရှင်တွဲပြီးတော့ဖြစ်တဲ့အလိုဆန္ဒကိုဘောတဏလို့ပြောတာကာမတဏဆိုတာကမြင်ကျင်တာကြားကျင်တာနမ်းကျင်တာစားကျင်တာထိကျင်တာဒါကကာမတဏရှင်းတယ်အဘောဝတဏဆိုတာကဘာလဲဒီရုပ်တန်နေရုပ်နဲ့နေရဖြစ်ပေါ်ပြောင်းလဲသွားကိုမမြင်ဘူးမမြင်တော့ဒါဒါပဲငါငါပဲဒီတိုင်းဒီတိုင်းပဲလို့သူကဆက်ပြီးတော့ထင်းနေတာဟုတ်လားအဲ့ဒါကိုဘာခေါ်တော့တတ္တရာဒိဋ္ဌိပေါ့နော်တီမြဲတယ်လို့ထင်တာအဲ့ဒါနဲ့ရှင်းပြီးတော့ဖြစ်တဲ့တဏကိုဘောဝတဏခေါ်တာ ဝိဘဝတဏ္ဍာဆိုတာအုတ်ရှိတာဒိဋ္ဌိနဲ့ရှင်ပြီးတော့ဖြစ်တဲ့တဏ္ဍာဝိဘဝတဏ္ဍာခေါ်တာအဲ့ဒါကတချို့ပုဂ္ဂိုလ်တွေကဒီဘဝပြီးရင်ပြီးပြီးနော်ညာဒိဋ္ဌိဆရာကြီးခြောက်ထဲကတယောက်ပြောတယ်လို့ပေါ့ဟုတ်လားနော်လေရလဲလေနဲ့ရောသွားမြေရလဲမြေနဲ့ရောသွားပြီးရင်ပြီးသွားတာဒါပဲဟုတ်လားအဲ့တော့သူကဘလို့လူတွေကကြိုက်လို့ဆိုတော့မကောင်းတာအများကြီးလုပ်ထားတဲ့လူတွေကကြိုက်တယ်အဲ့ဒီအယူဆအောင်သူတင်ပြီးပြီးပြီးဆိုတော့သူကရှင်းသွားတယ်သူကသူရှင်းကျင်တာလေသူကနောင်ရှင်ပေးဆက်တယ်မှာလေသူမလို့ခြင်းဘူး အဲ့ဒီအယူဆကိုမကြိုက်ဘူးလို့မထင်နဲ့နော်ကြိုက်တဲ့လူတွေအများကြီးရှိတယ်ပြီးတော့ဒီဘဝမှာဖြစ်တယ်လို့ကိုနေပြစ်လိုက်ခြင်းတယ်ဆိုတဲ့လူတွေကလည်းကြိုက်တယ်နောက်ဘဝရှိတာကိုအသိပြီးတော့မရခြင်းဘူးဒါလည်းမသေးသေးလို့ပါဘမုံအမြင်ကတော့တေကန်တိကြရင်တော့ तू ပြက်ခြင်းမှာမဟုတ်ရခြင်းမှာမသေးခင်မှာတော့ तू ကမကောင်းတာတွေလှုပ်ထားတဲ့အခါကျတော့ပြက်ခြင်း तू ကအဲ့ဒီပြက်တာကိုပဲ သူ့စိတ်ထဲမှာကြိုက်နေတာအဲ့ဒါကိုဝိဘဝတဏ္ဏလို့ခေါ်တယ်ပြက်နေတယ်ပြက်သွားမယ်ဆိုတဲ့အမြင်နဲ့ရှင်းပြီးတော့ဖြစ်တဲ့တဏ္ဏ အဲ့ဒါဝိဘဝတဏ္ဍာတဏ္ဍ၃မျိုးเนาะဒုက္ခရဲ့အကြောင်းတရားပေါ့ဘယ်ကနေထွက်တော်ဒီတဏ္ဍ၃မျိုးอ่ะဘဝရဲ့သဘာဝကိုအမှန်သိဖို့အမှန်မသိတဲ့ခါကျတော့ဘဝကိုမြဲတယ်လို့ထင်တော့တတတာတိတိဖြစ်တယ်အဲ့ဒါနဲ့ဆန့်ကျင်ပဲအိုးပြီးပြီးတာပဲကွာဆိုတော့လည်းပဲဥစ္စရာတိတိဖြစ်ပြန်ရောဒီသဘောလေးတွေအဲ့တော့ဒီလိုမျိုးအမြင်မှားမှုတွေဘုံဘုံတို့ရဲ့စိတ်ကိုမလွှမ်းမိုးနိုင်အောင်ဘဝရဲ့ပုံမှာအမြင်မှန်ရအောင်ကြိုးစားအားထုတ်အဲ့လိုအမြင်မှန်ရအောင်ကြိုးစားအားထုတ်လို့ အမြင်မှန်ရရဲဆိုရင်အဲ့ဒါသူတော်ကောင်းတရားကိုတည်တယ်ခေါ်တာ။နောက်သူတော်ကောင်းတရားကိုတည်မှအိုခြင်းနာခြင်းသိခြင်းကိုရင်ဆိုင်နိုင်မှလို့ပြောရတာဟုတ်။အဲ့တော့သူတော်ကောင်းတရားကိုတည်တယ်ဆိုတာဘာကိုပြောတာတုံးဆိုတာကိုရှင်းနေတာနော်။သူတော်ကောင်းတရားကိုတည်တယ်ဆိုတာဘာတုံး။ဘဝခန္ဓာရဲ့အကြောင်းကိုအမှန်တိုင်းတည်တာကိုသူတော်ကောင်းတရားကိုတည်တယ်လို့ပြောတာ။အဲ့ဘဝခန္ဓာအကြောင်းကိုတည်ဖို့အတွက်ဘုံဘဝအခုအကြံမြင်သုံးခုစပြောနေတာဟုတ်လား။ ပုဂ္ဂိုလ်တ attva တွေဖြစ်နေတာမဟုတ်ဘူးဖောက်ပြန်မှုတွေအာယုံကိုတိမှုခံစားမှုမှတ်သားမှုတုံ့ပြန်မှုယုံနံတွေဖြစ်နေတာလို့ပထမအဆင့်သိရမယ်ဒုတိယအဲ့ဒီယုံနံတို့တည်လည်းပဲဖန်ဆင်းထားလို့ဖြစ်တာမို့အကြောင်းမဲ့ဖြစ်နေတာမို့ဖြစ်เสียအကြောင်းတရားကိုခြေခံပြီးတော့ကြောင်းကျိုးဆက်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 ပြီးတော့ဖြစ်ပေါ်နေတာလို့သိမယ်နာမရူပပရိစီတာညာပစ္စယပရိက္ခညာနာမည်လေးတွေလည်းတက်တက်အောင်လုပ်ပါဟုတ်လား အဲ့ဒါလိုကြောင်းကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့ဒီယုံနဲ့အဆုတို့သည်ဘလို့သဘာဝရှိတော့ဘလို့လက္ခဏာရှိတော့အနေစဒုက္ခအနတ္တလက္ခဏာရှိအေးဖြစ်ပြီးရင်မရှိတော့နောက်ထပ်ဖြစ်လာတာသဘာဝတရားတစ်ခုသူလည်းဖြစ်ပြီးရင်မရှိတော့နောက်ထပ်ဖြစ်လာတာတစ်ခုဟောဒီလိုသူတို့နှစ်ခုကဆက်ဆက်မှုမရှိဘူးတော့မဟုတ်ဘူးအကြောင်းအကျိုးအနေနဲ့ဆက်ဆက်တယ်ဒါပေမဲ့ရှိရဟာဒီနောက်ဟာမဟုတ်နောက်ဟာဒီလည်းရှိရမဟုတ်ဘူးအဲ့ဒီတိုင်းသာတိမယ်ဆိုရင် စိတ်ကအရင်ငြိမ်းအေးမှာပဲဘာလို့လဲတော့ဆွဲလန်းမှုနေသွားတာ ဟုတ်လားအမြဲတမ်းဖြစ်ပြီးတော့ဒါမှမဟုတ်ဒါမှမဟုတ်နောက်ဟာအတ္တနောက်ဟာအတ္တဒါမှမဟုတ်ဘူးလို့သိနေတယ်ဆိုလို့ရှိရင်ဘာလို့ဘုံဘုံတို့ရဲ့စိတ်ကလူကျင်မှုနဲ့ဆွဲမဲ့မှာလဲဘာလို့မကျင်တတ်မှုနဲ့ဘုံဘုံတို့ကဖြစ်စည်းခြင်းတဲ့စိတ်ရှိမှာလဲလောဘဒေါသမဖြစ်ဘူးဆိုရင်ဒီစိတ်ငြိမ့်ပြီးအေးပြီးပဲဒါပဲလောဘဒေါသကြောင့်စိတ်ကပူနေရတာလောင်နေရတာဆင်းရဲနေရတာဟုတ်တယ်မဟုတ်လားအဲ့တော့လောဘဒေါသမဖြစ်အောင်လှုပ်ခြင်းသည်ကိုယ့်ကိုယ်ချမ်းသာအောင်ငြိမ့်အေးအောင်လုပ်တာပဲအဲ့တော့လောဘဒေါသငြိမ့်ခြင်းရဲ့အလေးစားကိုမြင်အောင်ကြည့် nó đi sao mình lo vào là nhí nào vậy có bao là